ဆန်ရဖို့အလှလုံရင်းနဲ့အလှရှင်လူမျိုးကြီးအတုံးချတာကိုခံလိုက်ရတဲ့ဖြစ်ဖြစ်ထွင်ပတ်ဆန်ရဖို့အတွက်စံဝရဂျာပန်လူပွဲတွေလိုက်နေနေအလှရှင်လူမျိုးကြီးအတုံးချတာခံလိုက်ရတဲ့ Facebook ဆင်လေးဖြစ်ဖြစ်ထွင်ပါအားလုံးသိကြတဲ့အတိုင်း Facebook ဆင်လေးဖြစ်ဖြစ်ထွင်အောင်ကြောင်းကပွဲမှာဂျွန်ထွင်းနဲ့ဆင်လေးဖြစ်လာပေမယ့်လူပညာရေးရှင်တစ်စက်ကလေးမှမရှိတော့ပါတင်းချမ်းချမ်းပြောရရင်ဖြူထွင်းအောင်တချင်းစုံလည်းမကောင်းသလိုတင်းဥဆောင်လည်းမကောင်းကလည်းမကတတ်ပါဘူးဒါပေမဲ့လည်းဖြူထွင်းအောင်ကြောင်ရဂျာမန်ပုံစံနဲ့လုပ်ပြီးတော့ငွေရှာရတာပါဖြူထွင်းအောင်ရင်ကလည်းမထော်မနှမ်းနေလို့ဂျွန်ထိုးပြခဲ့သလို ခုခါမှာဆိုရင်လည်းကိုယ်စင်တန်းအောင်ဆိုင်းချပြီးတော့ကြောင်ရကြပန်းငှားသမျှအလှပွဲတွေအကုန်လုံးကိုလိုက်တက်ပေးနေကြတာပေါ့။ဒါအပြင်ဖြူးဖြူးထွေးအောင်စင်ပေါ်မှာမထော်မနန်းကကအတန်သေးအတန်ကြောင့်နဲ့တချင်းဆိုပါသေးတယ်။ဒီလိုမျိုးပွဲတစ်ပွဲကိုလိုက်ပြီးတော့တိဆူဖြောပြပေးရင်သိန်း90ထက်မနည်းရှိရကြောင်းလည်းဖြူးထွေးကငှားသမျှအကုန်လက်ခံနေရဖြစ်ပါတယ်။ခုလည်းဖြူးထွေးတယောက်တောရွာကအလှပွဲတစ်ခုကိုပွဲတင်ရင်လည်းအလှတိုင်းကကြီးရင်အသားရင်ချင်းကိုခံလိုက်ရတာကြောင့်လူပြောများနေရပါဖြူးထွေးရပြီးခဲ့တဲ့ရက်ပိုင်းတော့ကနေကအလှပွဲကိုလိုက်နိုင်ဖြောပြပေးခဲ့တာပါ။ ဒီလိုမျိုးစားရဲတဲ့ပွဲတွေမှာဆိုရင်တချို့တွေကသူမအောင်စင်းမြေပေါ်မှာတက်ရောက်ပြီးတော့ဖျော်ဖြေခိုင်းကြတိုင်းလည်းရှိပါတယ်။တချို့လူတွေမှာဆိုရင်အလုတ်တိုင်းကကြီးတွေကသူတို့ရဲ့ဘေးနားမှာအလုတ်ပွဲကိုလှင့်လှယ်ဖို့အတွက်ဖြူထွင်းကိုပတ်စံလေးအများကြီးပေးပြီးတော့နှားရင်ကြတာဖြစ်ပါတယ်။ခုနောက်ပိုင်းမှာမင်းသားမင်းမီးတချို့ကလည်းဒီလိုမျိုးလူတွေမှာလိုင်းမှန်ပြီးတော့ရှောင်းလန်းပေးနေတာကြောင့်ဖြူထွင်းကလည်းသူမလည်းအစီအပြေမဲ့ထင်ပြီးတော့လက်ခံနေတာပေါ့။ဒါပေမဲ့လည်းမင်းသားမင်းမီးကကုန်သိခါရှိတာကြောင့်အတားအယူမခံခဲ့ရပဲဖြူထွင်းကတော့အလုတ်တိုင်းကကြီးရဲ့အတားအယူတော့ခံလိုက်ရတာပေါ့။ လူတိုင်းကကြီးကဖြူထွေးကိုငှားရင်ထားတဲ့ပတ်စံလေးနဲ့တောင်းဆိုပြီးခုလိုမျိုးလုပ်ခင်တာပါသူနဲ့တူတူရောင်ကုန်လှည့်ပတ်ပြီးတော့အလူလဲမဲ့အချိန်မှာဘေးနားမှာဒီလိုရက်မနေဘဲနဲ့သူရင်လက်ကိုတေးချတွဲထားဖို့အတွက်ဖြူထွေးကိုခိုင်းခဲ့တာပါသူရင်လက်ကိုတေးချချတွဲထားပြီးတော့တကယ်ဇနီးများတယောက်လိုမျိုးဘေးကနေအလူလိုက်လဲပေးဖို့ပြောခဲ့တာပါဒါနဲ့ဖြူထွေးနဲ့လက်ကိုတွဲပေးရအောင်မလားဆိုပြီးတော့အံ့ဩသွားပါတယ်သူမညီနေပုံမှန်ဆိုရင်ဒီတိုင်းတချင်းတီဆိုဖြောပြတာမျိုးပဲလုပ်တာကြောင့်အသက်ကြီးကြီးအလူတားကကြီးရဲ့လက်ကိုတွဲပြီးဘေးနားကနေဇနီးတယောက်အနေနဲ့ရှောင်းလိုက်ရမှာကိုရှက်သွားခဲ့တာပါ ဒါပေမဲ့လေလှူတိုင်းကကြီးကတော့ဖြူထွေးကိုငှရင်ကအရင်များနေရာကြောင်းငှာရတဲ့တောင်ဆိုပြီးတော့သူ့ရဲ့လက်ကိုတွဲခိုင်းပြီးတော့ရွာတစ်ခွေနဲ့လှည့်ပြီးတော့လှူပွဲကိုကျင်းပခဲ့ပါတယ်ဖြူထွေးကလည်းသူ့ပေးတဲ့ပတ်စံဝင်ယူထားပြီးသားဖြစ်တာကြောင့်ဘာမှမတက်နိုင်တော့ပဲလှူတိုင်းကကြီးရဲ့လက်ကိုတွဲပြီးတော့ဘေးကလည်းအလှူပွဲကိုကျင်းပပေးခဲ့ရပါတကယ်ဆိုရင်ကိုယ့်စစ်တမ်းနဲ့ကိုနေလိုက်မယ်ဆိုရင်ဒီလိုမျိုးတိုင်းယူချင်တဲ့တွေလည်းကြုံတွေ့ရမှာမဟုတ်ပါဘူးဒါပေမဲ့ဖြူထွေးကတော့သူမကိုငှာရတဲ့မြားပတ်စံရရင်ပြီးရောဆိုပြီးရှိတဲ့ရပွဲတွေအကုန်လုံးမှလိုက်လံဖြောပြီးနေကြအောင်အခုလိုမျိုးပြုလုပ်ခန်းနေရတာပါ တခါတော့ကဆိုရင်လည်းပြည်အဆိုင်မှာတချင်းစီဆိုဖျော်ပြေးနေပြဿနာတွေတက်ပြီးစင်မောကြီးဆွဲချခံရလို့ဖြစ်နေတဲ့ကြုံတွေ့ကြရပါတယ်။ဒီလောက်ထိဖြစ်နေတာမှအမှန်ရှိသွားနေရှိသမျှပွဲတွေအကုန်လုံးကိုပတ်ဆိုင်ရရင်ပြီးရောဆိုပြီးလက်နံဖျော်ပြေးပေးနေတာပါ။ပြည်သူတွေသူသဖြင့်ဖျူထွင်းကိုအားပေးကြတဲ့ပြည်သူတွေကတော့ဖျူထွင်းနေတဲ့ပတ်ဆိုင်ရရင်ပြီးရောဆိုပြီးတော့ကြုံရကြပန်းလှုပ်ပွဲကိုလက်မခံသင့်ဘူးလို့ပြောလာတာပါ။ဒါပေမဲ့လည်းဖျူထွင်းအောင်မိဘနှစ်ပါးနဲ့အတူညီကောင်မောင်နှမတွေကိုလှုပ်ကျွေးနေရတာမို့လို့ပတ်ဆိုင်ကိုကြုံလို့ရှာနေရအောင်မှာတော့တေချာပါမယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအလူပွဲမှာအလူရှင်အသားယူတာကိုခံလိုက်ရတဲ့ဖြူထွေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါဦး။ဒါတေးကြပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအလူပွဲမှာအလူရှင်အသားယူတာကိုခံလိုက်ရတဲ့ဖြူထွေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးသွားကြပါဦး။